င်္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ16ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မင်းဓမြို့ဘုံကျဲတိုက်ခိုက်မှုတွင်ကလေးငယ်တအူးနဲ့အမျိုးသမီးတအူးသေဆုံးပြီးဆက်တရောက်ထိခိုက်ဒဏ်ရာရရှိကြောင်းတပိတ်ကျင်းစစ်ပေးရှောင်စခန်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုတွင်ပြီးသူ2ဦးသေဆုံးပြီးတန်ကရော်တပားနဲ့ကလေးငယ်၄ဦးအပါအဝင် ကိုအူထိခိုက်ဒဏ်ရာရရှိကြောင်းထဝေမြို့အဝင်ရှိပေါက်တိုင်းတရားဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားကိုအူတေဆုံးကြောင်းနဲ့ဆလင်းမြို့နေတွင်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား3ဦးတေဆုံးကြောင်းတို့ပဲဖြစ်ပါရဲ့ရှင်မင်းတမျိုးပုံကျဲတက်ခဲမှုတွင်ကလေးငယ်တဦးနဲ့အမျိုးသမီးတဦးတေဆုံးပြီးဆက်တရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ချမ်ပီတောင်ပိုင်းမင်းတမျိုးနေတိတ်နေအမှတ်၁ထဲကဂျေးရွာတရွာကိုယမနေ့မနေ့ပိုင်း9နာရီခွဲဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းတက်ခဲမှုပြုလုပ်သွားပြီးကလေးငယ်တဦးနဲ့အမျိုးသမီးတဦးတို့တေဆုံးခဲ့တယ်လို့မင်းတမျိုးနေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတက်ခဲမှုကြောင့်အသက်၃၀နှစ်အရွယ်ကျောင်းသားတဦးနဲ့အသက်၄၀နှစ်အရွယ်အမျိုးသမီးတဦးတေဆုံးခဲ့ပြီးပြည်သူ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ခြေရွာစတင်ကြောင်းလေးအကြီးအကျယ်ထိခိုက်ပျက်စီးပြီးခြေရွာထဲကအင်ချဲ40ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့လဲဆိုပါရယ်ဒေသုံးသူမိသားစုဝင်များထိခိုက်ဒဏ်ရာရရှိသူများကိုမြို့နေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့မေပင်တွင်တွားရောက်ထုတ်ပြန်ကူညီမှုများပြုလုပ်ခဲ့တယ်လို့သိရှိရပါရယ် မင်းတမျိုးနေမှာမြုပ်သိမ်းတိုက်ပွဲနောက်ပိုင်း2025ခုနှစ်ဖေဖော်ဝါရီလကနေမေလအတွင်းအကြံပေးစစ်ကောင်စီကပုံကျဲတိုက်ခိုက်မှု73ကြိမ်တတိရှိခဲ့ပြီးပုံကျဲတန်ခံရသူပြည်သူတွေလူသားချင်းစာနာထုတ်ပြန်မှုများလိုအပ်နေတယ်လို့လည်းသိရှိရပါတယ်ရှင် တပိတ်ချင်းစစ်ဘေးရှောင်စခန်းကိုစစ်တပ်ကလေရင်ဖြန့်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူ၂ဦးသေဆုံးပြီးတန်ကာရိုတပ်ပါနှင့်ကလေးငယ်၄ဦးအပါအဝင်၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန္လေးတိုင်းတပိတ်ချင်းမြို့နယ်ရှိစစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျွေးတိုက်ခိုက်ခဲ့ရာပြည်သူ၂ဦးသေဆုံးပြီးတန်ကာရိုတပ်ပါနဲ့ကလေးငယ်၄ဦးအပါအဝင်၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့မေလ၁၅ရက်နေ့နာနက်၉ :48 မိနစ်အချိန်ခန့်တပိတ်ချင်းမြို့နယ်ကိုမိုင်ကျေးရွာနဲ့လမ်းလေကျေးရွာအကြားရှိစစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်တပ်က ချက်ဖိုက်တာတစီဖြင့်ပုံကျေတက်ခဲ့ခဲ့ရာအသက်60နှစ်အရွယ်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးတေဆုံးခဲ့ပြီးကလေးငယ်၄ဦးနဲ့တန်ကာရိုတပါအပါဝင်ပြည်သူ၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပင်အိုးလွန်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်ပင်အိုးလွန်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက၉မိုင်ရွာနဲ့ လမ်းလေကျကျေးရွာအကြားကစစ်ပေးချုံစခန်းကို အကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာတစီးနဲ့လေကြောင်းတက်ခင်းမှုပြုလုပ်သွားတာပါ အမျိုးသားတအူးနဲ့အမျိုးသမီးတအူးပွေချင်းပြီးတည်ဆုံနေကလေးငယ်ရွယ်ကတန်ကတော်တပါကောထိခိုက်တန်ရရရလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်ပြည်သူများအနေနဲ့အကြံဖစ်စစ်ကောင်စီနဲ့ဝေးရာတွင်နေထိုင်ကြရန်နဲ့လေကြောင်းရန်ကာကွယ်နိုင်ရန်ဘုံခုချင်းများတူထားကြရန်ပြည်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနှိုးဆော်ထားတယ်လို့သိရှိရပါတယ်ရှင်။ထဝေမြို့အဝင်ရှိပောက်တိုင်းတတားကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။တရင်တာရီတိုင်းထဝေခရိုင်ထဝေမြို့အဝင်ရှိပောက်တိုင်းတတားကိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်းထဝေခရိုင်တပ်ပေါင်းစုကထုတ်ပြန်ထားပါရယ် မေလ9ရက်နေ့နာနဲ့9:50မိနစ်ကထဝေမြို့အဝင်းရှိမောက်တိုင်းတတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတက်နာရီခံကြမြင်ခဲ့ပြီးစစ်ကူစစ်သားများရောက်ရှိလာသောကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းရင်းတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ စစ်သားပြူစောတီကုဦးတည်ဆောင်ပြီးခုနှစ်ဦးအပြန်ထန်တန်ရာရရှိကပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့မှရဲဘော်များအားလုံးအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုထဝေခရိုင်တပ်ပေါင်းစုဒေါင်းငင်အောင်စစ်ကြောင်းဥအောစစ်ကြောင်းထဝေခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတဲလောင်လုံးမြို့နေပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖား မိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတမတော်တရင်တဲတက်ခွေတဲ KNLA တမဟာလေးအထူးတပ်ဖွဲ့ထဝေမြို့နေပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT နဲ့ drone တပ်ဖွဲ့များပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မိဘပြည်သူများထံမှ ပစ္စည်းများသိမ်းယူခြင်းအနိုင်ကျင့်ပူးကြခြင်းဖမ်းဆီးခြင်းများပြုလုပ်နေသောစစ်ကောင်စီတပ်သားများကိုဆက်လက်တိုက်ခိုက်ချင်းမုံသွားမည်ဖြစ်ကြောင်းထဝေခရိုင်တပ်ပေါင်းစုကအတိပေးထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ ဆလင်းမြုံနေတွင်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား3ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ မကွေးတိုင်းဆလင်းမြို့နယ်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။မေလ12ရက်နေ့ဝန်လွေးတနာရီ20မိနစ်အချိန်ခန့်တွင်ဆလင်းမြို့နယ်မင်းနီကုန်းကျေးရွာဆလင်းကံပြလမ်းဆောင်အနီးအထိုင်ချတပ်ဆွေထားသောအင်အား150ခန့်ပါအကြံဖက်စစ်ကောင်စီတပ်သားများရဲနဲ့ပြိုဆိုထီများပူးပေါင်းထားသောစစ်ကြောင်းကို ချင်းထောင်ကျေးရွာအနီးမရောက်ခင်မင်းဘူးခရိုင်တက်ရင်ကတဆူမဒေါ်လန်ရင်ရဲပေါ်များကစောင့်ကြိုတက်ခဲ့ခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သား၃ဦးဟာမိုင်းထိမှန်ပြီးပွေးချင်းတေဆုံးခဲ့ကြောင်းဒါပြန်တိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒေါ်လန်ရင်ရဲပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းမင်းဘူးခရိုင်အမှတ်၅တက်ရင်မှတာဝန်ရှိသူတို့ကပြောဆိုထားပါသည် ။နင်ဘူးခရိုင်အမှတ်၅တရင်မှတာဝန်ရှိသူတို့ကစစ်ခွေးတွေကကျေးရွာတွေဝင်ပစ္စည်းတွေယူတာမျိုးကြက်ငှက်တွေချက်ပြုတ်စားတာမျိုးရှိပါတယ်။နေမေရှင်းလင်းမှုအကုန်မလုံဆောင်ရသေးတော့အပြည့်စုံမသိရှိရသေးပါဘူး။ပြည်သူတွေတော့ဘဲလို့ရရွှေ့ပြောင်းထားပါတယ်။နောက်ထပ်စစ်ကြောင်းတွေကဝင်ရောက်နေစင်းမှုပြည်သူအနေနဲ့မေပင်ရော ဝေဟင်ရောအတိတတိလေးတွေရှိကြပြီးပူပေါင်းပါဝင် ကြစေချင်ပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတိပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်တရင်စီစဉ်ကိုတော့ကြောက်လောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ချလန်ချန်တဲ့တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကုစိတ်နှပြကျမ်းမာရှင်လန်းနိုင်ကြပါစေရှင်။